ဟုတ်ကဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးပဲတော်လန်မနက်ခင်းလေးပါညာမေလာ20ရက်နေ့ရက်မနက်ပိုင်းနောက်ဆုံးသိရတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါနောက်ပိုင်းဆိုရင်ကျွန်တော်လည်းဒီမြေပြင်စစ်ရေးသတင်းတွေကိုပဲအဓိကထားပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီစစ်ခွေဘောမနဲ့လော်ဘီရဲ့ဗီဒီယိုကိုတော့ကျွန်တော် VSN လောက်ပြီးတော့မှာမဟုတ်ပါဘူးစစ်ရေးသတင်းတီးတန်းကိုပဲသွားတော့မှာပါနော်ကဲတော့စလိုက်အောင်ညာကဲတော့ပထမဆုံးကျွန်တော်တို့ဖတ်တီတို့ဘက်ကအကြံဖတ်စစ်ခွေတဲ့ရဲ့မော်ဖိုကိစကန်ကိုနေ့တပိုင်းနဲ့တက်ခတ်ပြီးတင်းလိုက်တဲ့သတင်းကောင်းလေးကတော့ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ပန်ကြုံမြို့ကထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မော်ဖိုကီစခန်းကိုမနေ့ကမေလ16ရက်နေ့မှာနေ့တပိုင်းနဲ့တက်ခတ်ပြီး KNU ကသိမ်းယူလိုက်ပြီလို့ကရင်စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။လှံပွဲမျိုးနဲ့ကြော်ကေထရွာနဲ့မော်ဖိုကီရွာကြားမှာရှိတဲ့အဲ့ဒီစခန်းကိုမနေ့ကနေ့ကင်ပိုင်းတနင်္လာခန့်မှာ KNU တပ်မဟာခုနှစ်ကဒရုန်းများနဲ့စတင်တက်ခတ်ပြီးညပိုင်းမှာတော့သိမ်းယူလိုက်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။စစ်ခွေတေဆုံအလောင်းနဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ လိုင်ပွဲမြို့နယ်ပိုင်ကြုံမြို့ဒေါနာတောင်တန်းအစီချမ်းထမ်းမြမနေဇက်တဆောက်တက်ဆွဲထားတဲ့အကြံဘတ်စစ်ကောင်စီစကန်တွေထဲကပူလူတူခလဲဒီတခော့ဘီခွီမော်ဖာသူတာလဲဘျူဟာနဲ့မဲလစကန်တို့ကိုယခုနှစ်အတွင်း KNU တက်မှခုနှစ်ကတည်ယူခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီဒေတာမှာလက်ကျန်စကန်နှစ်ခုပဲစီရမှာတော့အခုဆိုရင်ဒီမော်ဖိုကိစကန်ကြပြီးတဲ့နောက်မှာတော့နော်တရာစကန်ပဲကျန်စီတော့ပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ကြံစည်တဲ့တပ်စခန်းတွေကိုမကြဖို့မြေပြင်ကနေစစ်ကူစေလွတ်နိုင်စွမ်းမရှိတော့ပဲလေကြောင်းပစ်ကူတာအာပြုနေခဲ့ရတယ်လို့ကရင်စစ်ရေးတရင်မီကပြီးခဲ့တဲ့ရက်ပိုင်းတွေကပြောထားပါဗျ။ထိုင်းမြန်မာနယ်စပ်မှာနေရယူတက်ဆွဲထားတဲ့မဆုတ်တန်းခန်းစစ်စခန်းတွေခြေကုပ်စခန်းတွေဇက်တိုက်ဆုံးဆုံးနေရတာနဲ့ပတ်သက်ပြီးအကြံဘတ်စစ်ကောင်စီကတော့တရင်အမှောင်ချတာပါဗျ။နေဆက်အနီးဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ထိုင်းစစ်တပ်ဘက်ကလည်းနေဆက်မြင်းတစောက်တက်ဖြန့်ပြီးမြန်မာဘက်ခြံကအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေကြောင်းထိုင်းမီဒီယာတွေကဖော်ပြနေကြပါဗျ။ အဲ့တော့ဒါကျွန်တော်ဖတ်တီတို့ကတော့ဒီတောင်ပိုင်းတခွင်မှာဆိုရင်တို့ဒီအကြံဘတ်စစ်ခွေတက်စကန်တွေကိုတခုပြီးတခုသိန်းနေချင်းကိုကြည့်ချင်းအားပြီးတော့မင်းတို့ဒီအကြံဘတ်စစ်ခွေကျုံတပေါက်ကောင်တွေငါတို့ဖတ်တီတို့ကမင်းတို့ကိုမတိုက်ခင်ကတည်းကအလင်းဝင်ထားကြဖို့အကြံကြံတိုက်တုံခဲ့တာဒါအလကားမဟုတ်ဘူးနော်တချိန်ကမင်းတို့ကောင်တွေငါတို့ကရင်တက်မတော်ကြီးကိုဖင်တောင်းကြောက်ခဲ့ရတယ်ဆိုတာမင်းတို့မှတ်မိကြအောင်ပါပေါ့နော်ကဲအခုလည်းကြည့်မင်းတို့ကိုမတိုက်ခင်ကတည်းကအလင်းဝင်ခိုင်းတယ်ပြီးတော့ဒီရန်ကုန်အင်းစိတ်မှာ KND ကိုဌာနချုပ်ပြန်ဖွင့်မယ်ဆိုတာတွေက အလကားတသက်ပြောတာလားပြောပြီးမှလှုပ်တာလားဆိုတာကတော့အခုမင်းတို့စစ်ခွေးစကန်းတွေတခုပြီးတခုနဲ့ဒီတလအတွင်းမှာပဲဇက်တိုက်ဆိုလိုလိုခွေးကြဝကြကြနေတာကိုကြည့်ချင်းအားဖြစ်တော့နော်မင်းတို့ကောင်းနေတိတော်ပြီပေါ့အဲတော့မင်းတို့မိသားစုနဲ့ပြန်လဲစုံစည်းခြင်းနဲ့ဆိုရင်တော့အခုကလေးကအသည့်တရားလေးတွေဝင်ပြီးတော့အတုံးခန့်ကျုံတဘောက်ဘဝကနေရုံထွက်ကြပါလို့ပဲဒါငါတို့အနေနဲ့ပြောပါရစေနော်ကဲတော့ဒုတိယအအနေနဲ့ကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့ကစစ်ကောင်စီရဲ့ဘေးရင်တောင်တက်တဲ့စခန်းကို တရက်ခုမမစော့တိုက်ဒုံများဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ရဆိုတဲ့သတင်းလေးကတော့မေလ16ရက်နေ့မနက်9:00နာရီခွဲခန့်မှာဘရင်အောင်တက်တဲ့စကန်တင်းတန်းကျောင်းအတွင်းသို့တရက်ခုမမစော့တိုက်ဒုံ၅လုံးဖြင့်ပြစ်ခတ်တိုက်ခတ်ခဲ့ရာလေးလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတင်းတန်းကျောင်းကအောက်မြမာပြည်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ရင်းတပ်ဖွဲ့အသီးသီးကိုဦးဆောင်နေတဲ့အရာစီများအားတိုက်ခတ်ရေးပညာအဓိကသင်ကြားပေးနေတဲ့တင်းတန်းကျောင်းလည်းဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးကိုတော့ဒါကျွန်တော် Brave Warrior Force မြန်မာ BWN အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ မောင်သိန်းနဲ့ Civilian Defense 4, MKCDF, Andico PB Liberation 4, ACPLF, KNL တပ်မှနှစ်နဲ့တပ်ရင်းငါတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်တိုက်ဆုံမှုနဲ့ပတ်သက်ပြီးတော့စုံစမ်းနေစေဖြစ်ကြောင်းလည်းသိရပါတယ်။ဆက်ပြီးတော့ဘကိုးတိုင်းဘကိုးမြို့နယ်ဇီရောရွာစီအကြံပတ်စစ်တပ်ရဲ့ကာကင်းစခန်းကိုဝန်ရောက်တိုက်ခိုက်ခဲ့ရာလက်နက်၁၄လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကတော့မေလ၁၆ရက်နေ့မနက်၂နာရီခန့်မှာ ။အကူမျိုးနဲ့ဇီတော့ကြေးရွာစီအကြံပတ်စစ်တပ်ရဲ့စစ်တမ်းကာကင်းစခန်းကိုအမှတ်နဲ့စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနအမှတ်3033တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗါဒ။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှ G4 တနက်2လက်၊ G3 တနက်2လက်ဂျီတူတနက်တက်လက်နဲ့ M1 ကပိုင်တနက်၉လက်နဲ့ခရယံဆက်ဆက်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းသိရပါဗျ။အဆိုပါတက်ခတ်မှုအပြီးမှာတော့အကြံပတ်စစ်ကောင်စီတက်ရဲ့ကာကင်းစခန်းတွေကိုစင်းလင်းဖြက်စီမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါဗျ။ ဆက်ပြီးတော့လေဒီစကိုင်းတိုင်းဒီပင်းရင်မြို့ပေါ်ကအကြံပတ်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်အကြံပတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိဆိုတဲ့သတင်းကောင်းလေးကလည်းမနေ့ကမေလ16ရက်နေ့ညနေပိုင်းမှာဒီပင်းရင်မြို့ပေါ်ကအကြံပတ်စစ်တပ်တက်ဆွဲထားတဲ့နေရာတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိတော့လေအရင်အတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါဗျ။အဆိုပါတိုက်ခိုက်မှုကိုတော့အဖြူရောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့ အီတူကီပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းလှောက်ဆောင်ခဲ့ကြောင်းသိရပါဗျ။နောက်ထပ်လည်းဒီမန္တလေးတိုင်းမြင်းကြံမြို့နယ်အနိတ်ရွာကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့စစ်ကြောင်းကိုဒရုန်းများဖြင့်တက်ခတ်ခဲ့ရာစစ်တပ်ဘက်မှတိုက်ခိုက်မှုရှိဆိုတဲ့သတင်းကောင်းလေးကလည်းပြီးခဲ့တဲ့မေလ18ရက်နေ့မွန်းလွဲပိုင်းမှာအနိတ်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အင်အား200ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတက်ဖွဲ့များကဖိတ်ဝင်ဒရုန်း6စီးနဲ့ဘုံကျဲတက်ခတ်ခဲ့ပြီး အဲ့ဒီတက်ခတ်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်သားများထိခိုက်မှုစီးခဲ့ပေမဲ့အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းနဲ့တက်ခတ်မှုဖြစ်ပေါ်ပြီးတဲ့နောက်အကြံဖတ်စစ်ကောင်စီတပ်သားတွေကလက်နက်ကြီးများဖြင့်ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီလိုအကြံဖတ်စစ်ကောင်စီတပ်သားတွေကိုမြင်းမြန်းဆက်ဆိုင်ဆက်လက်တီးထုတ်နိုင်ဖို့အတွက်အောင်ပန်းဝေစီအညာမီချက်သိန်း3000ကမ်ပိန်းကိုပါဝင်အားဖြင့်ပေးကြဖို့လဲ MDF တပ်ဖွဲ့မှအတိပေးနှိုးဆော်ထားကြောင်းလည်းသိရပါဗျ။ နောက်ထပ်စမ်းပြည်နယ်တောင်ပိုင်းညောင်ဆွေမြို့နယ်နဲ့ဖဲကုံမြို့နယ်အဆက်စီကြီးရွာတွေကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာဗိုလ်မှူးတအူးနဲ့ပီအန်အိုတပ်မှူးတအူးအပါအဝင်၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးကလည်းမေလ6ရက်နေ့မှာစပြီးတော့ဖဲကုံမြို့နယ်နဲ့ညောင်ဆွေမြို့နယ်ထိစပ်နေတဲ့လွယ်လုံရွာစန့်ဆွဲရွာနဲ့စန်းလေးရွာတို့ဘက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အား600ခန့်ပြည့်စစ်ကြောင်းထိုးကဝင်ရောက်လာပြီးတဲ့နောက်အဲ့ဒီစစ်ကြောင်းက PNO ပြည်သူ့စစ်ရဲ့ဥဆောင်ညွှန်ကြားမှုနဲ့ခြိတက်လာခြင်းဖြစ်ကြောင်းသိရပါဗျာ။ အဲ့ဒီစစ်ကြောင်းထိုးလာတဲ့အကြံပတ်စစ်ကောင်စီတပ်သားနဲ့ပြည်သူပြည်သူစစ်ပူးပေါင်းစစ်ကြောင်းကို PSP Drone 4 133936နဲ့ Falcon Drone တပ်ဖွဲ့တို့ပူးပေါင်းကဘုံကျဲတိုက်ခိုက်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်အကြံပတ်စစ်တပ်ဘက်မှဗိုလ်မှူးတဦးနဲ့ပြည်သူပြည်သူစစ်မှဦးဆောင်ညွှန်ကြားသူတပ်မှုတဦးအပါအဝင်၅ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဖေကုံမြို့နယ်နဲ့ညောင်စိမြို့နယ်အဆက်ဒေသမှာစစ်ရေးအခြေအနေတင်းမာလျက်ရှိပြီးစစ်ကောင်စီဘက်မှပြည်သူများကိုမတရားဖမ်းဆီး၍စေခိုင်းခြင်းနဲ့ပြည်သူနေအိမ်များကိုမိဆိုးဖျက်ဆီးခြင်းများလုံဆောင်လျက်ရှိကြောင်းသိရပါတယ်။ နောက်ထပ်ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်စမ်းကြောင်းတောင်ရက်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလက်ပစ်ဘုံနဲ့ပြစ်ခတ်တတ်ခတ်ခဲ့တဲ့တည်င်းကောင်းလေးကလည်းမနေ့ကမေလ19ရက်နေ့မနက်7:50မိနစ်ခန့်အချိန်စမ်းကြောင်းမြို့နယ်တောင်ရက်ကွက်စီအုပ်ချုပ်ရေးမှူးရုံးကိုတပလက်လိုင်းနဲ့ရန်ကုန်အာမီ YA အဖွဲ့မှတော်လိုင်းရဲဘော်တွေကလက်ပစ်ဘုံတလုံးပြစ်သွင်းတတ်ခတ်ခဲ့ကြောင်းအဲ့ဒီတတ်ခတ်မှုအတွင်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာရှိနေတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားတအူထိခိုက်မှုရှိနိုင်ကြောင်းလည်းသိရပါဗျာ။ တက်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့စစ်ကားနဲ့ရဲကားတချို့လမ်းတွေများအထိဝင်ရောက်ကင်းပတ်မှုများလှုပ်ဆောင်ခဲ့ကြောင်းတက်ခတ်ခံရတဲ့စမ်းကြောင်းတောင်ရက်ွက်အုပ်ချုပ်ရေးမှုယုံကစစ်ကောင်စီတပ်ရဲ့တောက်တံများဖြစ်ကြတဲ့အုပ်ချုပ်ရေးမှုဒလန်နဲ့ပြူစောတိများစုဝေးရနေရဖြစ်ပြီးပြည်သူများကိုအနိုင်ကျင့်ပိုကြနေတဲ့ကြမ်းဖက်ယုံဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာများနဲ့ပတ်သက်ဆက်နွယ်နေ၍နောက်ဆုံးအကြိမ်တတိပေးတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်နေရာများနဲ့ပတ်သက်ပါကလုံခြုံရေးလုံးဝအာမခံမိမဟုတ်ကြောင်း The Black Line နဲ့ရန်ကုန် Army မဟာမိတ်ညီနောင်တို့ကစစ်ကောင်စီရဲ့တောက်တိုင်မှန်သမျှကိုဆက်လက်ဖြိုခွင်းတက်ခိုက်သွားမည်ဖြစ်ကစစ်ကောင်စီတပ်သားများစီရနေရများသို့တွာလာခြင်းအထူးဆောင်စားကြပါရန် The Black Line အဖွဲ့ကပြည်သူများကိုအသိပေးနှိုးဆော်ထားပါတယ်။နောက်ဆုံးအအနေနဲ့ကတော့ပညာသင်ကြားမှုကိုနှောက်ဆက်ဟန့်တာသူများအားအရေးယူသွားမယ်လို့အဆိုချင်းကာကွယ်ရေးတပ်ကအသိပေးထားတဲ့သတင်းလေးကလည်းမကြာမီကာလမှာအခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်တဲ့အတွက် ပညာသင်ကြားရေးကိုနှောက်ဆက်ဟန့်ထားတဲ့မိသူကိုမဆိုတမ်းမြအေးအေးယူသွားမယ်လို့အဆိုချင်းကာကွယ်တပ်ကမနေ့ကမေလ16ရက်နေ့မှာအသိပေးထုတ်ပြန်လိုက်ပါတယ်2025 2026အခြေခံပညာသင်နှစ်အတွက်အခြေခံကျောင်းများစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်ကျောင်းနေအရွယ်ကလေးငယ်များပညာသင်ကြားနိုင်ဖို့လိုအပ်လျက်စစ်ကြောင်းတွင်းနေရသည်ကိုဖော်ပြထားပါတယ်သို့သောစစ်စင်ရေးလှုပ်ရှားရနေမိများနဲ့ထိစပ်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်တောင်ပေါ်ဒေသနဲ့မြေပြန့်ဒေသရွာတွေကအခြေခံပညာကျောင်းများမှာ တာဝန်ထမ်းဆောင်နေကြတဲ့အခြေခံပညာအဆင့်ကျောင်းဆရာဆရာမများအားချင်းချောက်ချင်းနှောက်ဆက်ဟန်တာချင်းဖန်စီထိန်ထိန်ချင်းပညာသင်ကြားမှုကြောင်းကိစ္စများအားဝင်ရောက်စွပ်ဖက်ချင်းကိုလုံးဝပြုလုပ်မိမဟုတ်ကြောင်းထို့သောပြုလုပ်သည့်မိသူမဆိုအားတားမြစ်အေးအေးယူသွားမိဖြစ်ကြောင်းအသိပေးထားပါသည်။ဒါအပြင်အဆိုချင်းကာကွယ်တပ်အနေနဲ့အရွယ်ရောက်ပြီးတဲ့ကလေးငယ်တိုင်းပညာသင်ကြားခွင့်ရမည်ဟုသောမူကိုလက်ကင်ထားကြောင်းလည်းမှတ်ချက်ပေးထားပါသည်။ ဒါကြောင့်အခြေခံပညာအဆင့်ပညာရေးဝန်ထမ်းများအနေနဲ့ကျောင်းနေအရွယ်ကလေးငယ်များအားစေတနာဝါသနာအနစ်နာသုံးချက်ကိုခံယူအလေးထားပြီးလွတ်လပ်စွာသင်ကြားမှုပြုလုပ်ရန်လည်းအဆိုချင်းကာကွယ်ရေးတပ်ကအမြတ်တရက်ခံထားပါတယ်။ကဲတော့ဒီမနက်ပိုင်းအတွက်တင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းတွေကတော့ဒီလောက်ပါပဲများအားပေးကြတဲ့ညီကိုမောင်နှမတယောက်ချင်းစီတိုင်းကျမ်းမာ ပေးခြင်းကြပါစီများ